အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အားလုံးမင်္ဂလာပါဆိုတော့ဟိုတနေ့က Daily Mail ရဲ့ report တစ်ပုဒ်ပေါ်ဒီ Daily Mail ရဲ့ report တစ်ပုဒ်မှာ Man United အသင်းရဲ့ဒါလက်ရှိပိုင်ရှင်တွေရဲ့အဓိက major hora ဖြစ်တဲ့ Glazer မိသားစုပေါ်လေအဓိကတော့ Evan Glazer နဲ့ Joey Glazer တို့ကသူတို့ပိုင်တဲ့ share တွေကို2029မတိုင်ခင်မှာအပြီးထုတ်ခြင်း2024ဒါ February လမှာ မန်ချက်စတာယူနိုက်တက်အသင်းကဂလီဇာမိသားစုကသူတို့ပိုင်ဆိုင်ထားတဲ့ရှယ်ယာဒီဒီရဲက29.8%ရာခိုင်နှုန်းကိုဗြိတိန်ရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ဆာချင်ရက်ကလစ်ကိုသူတို့ထောက်ရောင်းခဲ့တယ်။ဒါပေါင်အားဖြင့်1.2ဘီလီယံနဲ့ရောင်းခဲ့ပြီးပြီး အဲ့ကနေမှခေ reckless ပါထပ်ပြီး investment လုပ်ရင်းနဲ့အခုဟိုတလောကပဲ89သန်းနဲ့ဒီဇင်ဘာ2024မှာသူထပ်ပြီးထပ်ထည့်ထားတဲ့အတွက်ကြောင့်သူပိုင်ဆိုင်မှုက28.6လေးရှိသွားပြီဆိုတော့ဂလေးစာကသူပိုင်ဆိုင်ထားတဲ့တရားကလုံး share ဆိုတော့တရားဥစွာ United ရဲ့တရားကလုံး share ပေါ်ဖို့တော့သူတို့ပိုင်ဆိုင်ထားတဲ့ share ရဲ့တရားရကလုံးမှာ reckless ကိုစာချင် reckless ကို28.6လေးရောင်းထားပြီးတဲ့အချိန်မှာကျန်တဲ့ remaining share ကိုဂလေးစာက2029မတိုင်ခင်အပြီးသက်ရောင်းချင်တယ် maximum profit ရရပြီးရင်တို့အတင်းကထွက်သွားမယ်ဆိုတော့ maximum profit ရဖို့တို့ရောင်းချင်တဲ့အချိန်မှာအခု daily mail ရဲ့ report အရ Manchester United ရဲ့ American ပိုင်ရှင်တွေကတို့ club အသင်းရဲ့လက်ကျန် share အတွက်စုစုပေါင်းတို့တောင်းဆိုမဲ့ demand လုပ်မဲ့ကြီးဟာဒါပေါင်9ဘီလီယံရှိတယ်ဆိုတော့ပြီးခဲ့တဲ့အစောပိုင်းကာလကကျွန်တော်တို့တလခွဲလောက်က Tottenham Hotspur ကို American လုပ်ငန်းရှင်တွေက လုပ်ငန်းပေါင်းစုထားတဲ့အဖွဲ့အစည်းကနေ၄.၅ဘီလီယံနဲ့ Spurs ကိုကမ်းလာနေအဲ့ဒါကတော့ Joe Louis ပိုင်ဆိုင်ထားတဲ့ share ရဲ့နောက်တစ်ဖက်က ဒီ Daniel Levy ပိုင်ဆိုင်ထားတဲ့ share တွေအားလုံးအတွက်4.5 billion ဆိုပေမဲ့ဒီမှာ Spurs မှာလည်း10% 50 12%လောက်ရှိတဲ့ share အချို့တခြားအဖွဲ့အစည်းတွေပိုင်ထားသေးတယ်တိ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 နဲ့ဒါပေမဲ့ majority share 80ကျော်80လောက်ကိုဒါ American လုပ်ငန်းစုက4.5 billion နဲ့ကမ်းလာတယ် Spurs ကပေးချတယ်ဆိုပြောချင်တာက Spurs ရဲ့တန်ကြီးက4.5 billion ပေးတာတော့သူပေးချတဲ့အချိန်မှာ Manchester United အသင်းက Glazer မိသားစုရဲ့ share ကို အခု Glazer ဘက်က 5ဘီလီယံတမန်တောင်းထားတယ်ဒါပေမဲ့သူတို့5ဘီလီယံကအခုဘယ်လိုပြောလဲဆိုတော့အရင်တုန်းကပြီးခဲ့တဲ့2023 22 23တော့ကဝေဘုတ်လုတ်တုန်းကသူတို့ share ရဲ့သူတို့ glazer manchester united share တစ်ခုလုံးရဲ့100ရာခန့်မှာ glazer က80လောက်ပိုင်းတာဗျာကျန်တဲ့15 20လောက်ကပတ်ဝန်းကျင်ကတခြားသူတွေပိုင်းတာဆိုတော့အဲ့80ကိုသူတို့တမန်တောင်းဆိုခဲ့တုန်းကတောင်းဆိုတာက6ဘီလီယံရှိတယ် ဒါပေမဲ့အိုက်80ကအိုက်80ကိုအိုက်80တဲကဗောလေအိုက်80ကိုတရားရင်ကတော့သဘောထားပြီးပြန်ခွဲထုတ်တဲ့အချိန်မှာအိုက်သေးက28.6လေးကိုစာချင်းကိုရောင်းထားတော့ဂျန်တဲ့ percentage တွေကိုဂလီစာက ရောင်းမယ်အဲ့ရောင်းမဲ့ပတ်စံကိုတော့9ဘီလီယံတောင်းတယ်ဆိုတော့9ဘီလီယံကဒါဘယ်လိုပြောမလဲ Manchester United လို one of the biggest brand တစ်ခုအနေနဲ့ဈေးကတော့ fair price ဆိုတာထက် ဒါလက်ရှိနေထိုင်ရဒီသင်ကပတ်စံအမြဲအမြဲရှာနိုင်တဲ့အခြေအနေကြောင့်လည်းဖြစ်တယ်နောက်တစ်ခုကကျွန်တော်ထင်တော့ glazer စဉ်းစားတဲ့အချက်ကအသင်းကပုံရိပ်ကဖြည်းဖြည်းနဲ့ကျလာတယ်ကျလာတယ်ဆိုတာကပုံရိပ်ကတော့ရှိတယ်ဗျဒါပေမဲ့အောင်မြင်မှု၊ကွင်းတင်းအောင်မြင်မှုကအခုနောက်ပိုင်းရုန်းကန်လာရတဲ့အခြေအနေတွေကိုကြည့်တဲ့အခါမှာ price ကထပ်တိုးစရာအကြောင်းရှိပါမလား price ကရောငါတို့ maximum ငါတို့လိုချင်တယ်မှတ်မှတ်ရရပဲကျွန်တော်တို့ ဒီ2024စာချင်းကိုသူတို့ share မရောက်ခင်တုန်းကအဲ့တုန်းက New York အချင်းမှာစဖွင့်တဲ့ချိန်22ဂုံလောက်တင်တယ်။အဲ့တုန်းက22 23လောက်တင်။အဲ့တုန်းကဘာဖြစ်လဲဆို Manchester United တောင်းရှိသူတွေကလေးသားမိသားစုက2000နဲ့သူတို့28လောက်ဆိုရင်29 28လောက်မှာ7ဘီလီယံလောက်တန်ကြီးရှိမလို့သူတို့ target ထားခဲ့တယ်။ဒါပေမဲ့အသင်းက ဘယ်လိုပြောမလဲဆိုတော့နောက်9နှစ် sorry နောက်9နှစ်မှာသူတို့7ဘီလန်လောက် target ထားတော့အခု23ပဲထားနောက်9နှစ်ဆို28အဲ28မှာ10ဘီလန်ရောက်ဖို့ခတ်သွားပြီဘာလို့ဆိုတော့ club ရဲ့ queen twin အောင်မြင်မှုကတော်တော်လေးကြာရှုံးနေတဲ့အသင်းကအရင်လိုပုံစံမဟုတ်ပဲနဲ့ပုံရိပ်ပဲကြံလာတော့တဲ့အချိန်မှာသူတို့ဘက်က maximum profit ရဖို့ခတ်လာတယ်ဆိုအဲ့အတွက်ကြောင့်ဂလီစာဘက်ကဒါကျွန်တော်အထင်တော့ daily mail ရဲ့ report အရဆိုရင်တော့သူတို့လက်ကျန် share ကိုဒါလက်ရှိမှာဒါ9ဘီလီယံလိုချင်တယ် ဒါသူတို့လွန်ခဲ့တဲ့အနှစ်20ကဝယ်ထားတော့ကတန်း990ပေါင်တန်း990ပေးရတယ်ဆိုတော့အရင်တုန်းကရှိတ်ဂျက်စင်ဘက်ကဒါရှိတ်ဂျက်စင်ဘက်ကသူတို့ကိုနောက်ဆုံးကမ်းလှမ်းခဲ့တာက maximum 4.57 billion ပဲကမ်းလှမ်းတာဆိုတော့ idol က billion တော့ကလေးစားမှာ share အပြည့်ရှိတာတော့မှ4.59 5.9 billion 5တောင်မပြည့်ဘူးဆိုတော့အခုဒီတိုင်းဆိုတော့ဘယ်တော့ပေးပါမလားဒါပေမဲ့အခုတလောဆယ်မှာ metasy ကဒါ UAE အဖွဲ့ရှိတ်ဂျက်စင်ရှိတ်ဂျက်စင်တို့ရဲ့ကာတာအဖွဲ့ရဲ့နောက် UAE အဖွဲ့ရယ် Saudi အဖွဲ့ရယ်၃ဘွဲ့လောက်ရှိမယ်။နောက် Finland ရဲ့ Billionaire ရှိမယ်။ဒါပေမဲ့ဂလီဇာကတော့သူတို့သူတို့ပိုင်ဆိုင်ထားတဲ့ share တွေကိုစာချင်းရောင်းထားတဲ့ share မပါဘဲနဲ့ကိုသူတို့ပိုင်ဆိုင် share တို့က၅ဘီလီယံလောက်ထိအလိုရှိနေတာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။